လူသားတွေနဲ့ချွတ်ဆွတ်တူတဲ့ကော်ပီကောင်တွေပေါ်လာပြီးမဲမဲမြင်ရလိုက်သက်ကြတော့ခါဇလန်လေးရဲ့အစမှာတော့1986ခုနှစ်မှာအဒလိတ်ဟာစန်တာခရုမှာသူမိဘတွေနဲ့အတူပျော်ဝဲစားထွက်နေခဲ့ပါတယ်။သူဖေကဂိမ်းကိုအာယုံရောက်နေတော့အဒလိတ်ကတယောက်တည်းပတ်ကြည့်နေခဲ့ပြီးတမန်ကျန်းစာတွေကအစိုးတစ်ခုကိုဆိုင်းပုတ်လုပ်ထားတဲ့လူတယောက်ကိုဖြတ်သွားပြီးတော့အမှောင်ကျနေတဲ့လေကားတွေကနေဆင်းသွားတဲ့အချိန်မှာသူကဂန်းကြီးကိုရောက်သွားခဲ့ပြီးမုန်တိုင်းတစ်ခုအစားပြုတ်နေတာကိုတွေ့သွားခဲ့ပါတယ်။ ီနောက်မှာတော့သူကပျက်စီးနေတဲ့တရေအိမ်တစ်ခုကိုတွေးလိုက်ရတော့ဝင်သွားကအိမ်ထဲမှာလှည့်ပတ်ကြည့်နေရင်းနဲ့ဂိန်းထဲကဈေးကွက်အတူဆိုင်ကြည့်တာကိုခံခဲ့ရပါတယ်။ရုတ်တရက်မိဘက်သွားခဲ့ပြီးတော့အဒလိတ်ကမန်တချက်ကိုဝင်တိုက်မိသွားကထွက်ပေါက်ကိုရှာရင်းနဲ့လေချုံနေတုံးမှာပဲတယောက်ကပြန်ပြီးလေချုံလိုက်တော့သူကထိတ်လန့်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲသူကနောက်ထပ်မန်တချက်ကိုဝင်တိုက်မိခဲ့ပေမဲ့လဲကြည့်လိုက်တဲ့အချိန်မှာမန်ထဲကရေတခုကနောက်ပြန်ကြည့်ဖြစ်နေခဲ့ပါတယ်။မန်နေကရိတ်ကပြန်ကြည့်လိုက်တဲ့အခါမှာအက်ဒလိတ်ကကြောက်ရွံ့သွားပြီးတော့အကျက်တည်သေးသွားခဲ့ရပါတယ် အဲဒီနောက်2019ရောက်တဲ့အချိန်မှာတော့အဒလိတ်ကအရွယ်ရောက်လာခဲ့ပြီးတော့သူတို့မိသားစုကလည်းနွေရာသီအပန်းပြေကီထွက်လာခဲ့ကြပါတယ်။နေလဲစားစားနေတော့အဒလိတ်ယောက်ျားဂါဘရီကသူတို့သမီးလေးဇူရာကိုတနေ့ကျရင်အိုလံပစ်မှာပါဝင်ပြိုင်နိုင်မှာဖြစ်တဲ့အတွက်အပြေးလေ့ကျင့်တာကိုလက်မလျှော့ဖို့ပြောခဲ့ပါတယ်။သူတို့သားလေးဂျီဆန်ကမြေလက်နီးတစ်ခုကိုလေ့ကျင့်နေခဲ့ပေမဲ့လူရီရှိမှလုပ်ပြဖို့ရှက်နေခဲ့ပါတယ်။ဂါဘီကဆန်နာဂရုမှာရှိတဲ့ကမ်းခြေကိုသွားမယ်ကြောင်းပြောလိုက်တော့အဒလိတ်ကသူ့အကြံကိုသဘောမကျဘဲဖြစ်နေခဲ့ပါတယ်။ တရိန်တွေကထွက်လာပြီးတော့အဒလေးရဲ့မိဘတွေက15မိနစ်လောက်ပျောက်သွားခဲ့ပေမဲ့သူမှ PTSD ရောဂါဖြစ်သွားခဲ့တဲ့အကြောင်းပြောခဲ့တာကိုတတိယသွားခဲ့ပါတယ်။ဂါဘီတော့ကအဒလေးကိုအဲ့ဒီအကြောင်းပြောပြစေခြင်းခဲ့ပေမဲ့သူကတော့ပြောပြဖို့ညှဉ်းဆန်ခဲ့ပါတယ်။အဲ့ဒီတော့ကဆရာဝန်တယောက်ကအဒလေးကိုကာကုံခြင်းဒါမှမဟုတ်ပကြီဆွဲခြင်းပြုလုပ်ပြီးတော့စိတ်ကိုဖြေလျှော့ဖို့အကြံပေးခဲ့ပါတယ်။အခုတော့အဒလေးတယောက်ကန်းချီကိုမသွားခြင်းတဲ့အတွက်သူနဲ့ဂါဘီတို့လည်းစကားများနေခဲ့ကြပြီးတော့ ဂါဘီကအဘွားတည်သွားကလေးကကလေးတွေအတွက်ပထမဆုံးနွေရာသီအပန်းပြေခီးဖြစ်တဲ့အတွက်ကလေးတွေကိုတွေးပြီးဖို့တတိပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အဒလိတ်တယောက်သူသားကိုတွားရှာရင်းနဲ့ကလေးဘွားတို့ကပစ္စည်းတွေထည့်ထားတဲ့တက်တာတစ်ခုကိုတွေ့သွားခဲ့ပြီးဓာတ်ပုံတစ်ပုံကိုတွေ့တော့အကလေးချင်းကယ်တော့ကမှန်ကြည့်ဖို့တောင်ကြောက်နေခဲ့တဲ့နေ့ရက်တွေကိုတတိယတွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဗီဒီယိုထဲဝင်ပုံရင်းနဲ့ညံ့နေတဲ့ဂျေဆန်ကဝလိုက်တော့အဒလိတ်ကသူ့ကိုထုတ်ပေးလိုက်ပြီးတော့နောက်ထပ်အဲ့ဒီလိုမစောဘူးတတိပေးခဲ့ပါတယ်။ ဲ့နောက်နောက်တစ်ခန်းမှာတော့ကားထဲမှာအဒလီကသူ့မိသားစုနဲ့အတူပျော်ရွှင်စွာချိန်ပြုံးခဲ့ပေမဲ့ကန်းချီကိုမြင်လိုက်ရတော့စိတ်ပီစီးသွားခဲ့ပြီးတော့သူ့မိဘတွေစကားများနေတဲ့အချိန်ကိုပြန်မှတ်ရသွားခဲ့ပါတယ်။သူကလူနာတင်ရင်အတန်ကိုကြားလိုက်ရတော့အသေးစိတ်ပြန်ဝင်လာခဲ့ပြီးတော့အလောင်းတလောင်းကိုတည်သွားတာတွေ့လိုက်ရပါတယ်။အဲ့ဒါလေးတယောက်ကအဲ့ဒီလူသေးကိုသူကလေးဘွားတော်ကမြင်ခဲ့တဲ့တမန်ကျန်းစာကင်ထားတဲ့လူမှန်မှတ်မိသွားခဲ့ပါတယ်။ကန်းချီမှာတော့အဲ့ဒါလေးတယောက်ကတ်တီကိုမကြိုက်ပေမဲ့သူတို့ယောက်ျားတွေကတငယ်ချင်းတွေဖြစ်နေတဲ့အတွက် သူတို့ကဒိုင်နာမီသားစုတွေနဲ့အတူတူရှောက်လေခဲ့ကြပါတယ်။ဇူရာကလည်းဂတီရဲ့သမီးတွေကနှမျောတက်တဲ့အတွက်သဘောမချခဲ့တဲ့အပြင်ဂတီကစကားစားခဲ့ပေမဲ့အဒလိတ်ကစကားမပြောခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။လူတွေအများကြီးကြားရောက်နေတဲ့အတွက်အဒလိတ်တယောက်ကြောက်ရွံ့လာခဲ့ပြီးတော့တယောက်တည်းထွက်လာတဲ့အချိန်မှာတော့ပြစ်ဆော့နေတဲ့အပြားနဲ့မှန်မလို့ဖြစ်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂျေဆန်ကတန်းစင်ကန်းတွေကနေထွက်လာခဲ့ပြီးလက်ကနေသွေးတွေတစ်စက်စက်ကျနေတဲ့ကိုအင်းကြီးနဲ့လူကြီးကိုတွေ့သွားခဲ့ပါတယ်။ ။အဒလိတ်ကလည်းဂျေဆန်ပြောင်းနေတာကိုသတိရသွားခဲ့ပြီးအလော်ဒီဂျီလိုက်ရှာနေတော့မှာပဲ။ဂျေဆန်ကပြန်လာခဲ့ပြီးတော့တန်းစင်ကန်သွားတာဖြစ်တဲ့ကြောင့်ရှင်းပြခဲ့ပါတယ်။အဲဒီညမှာပဲအဒလိတ်ကဂျေဆန်ကိုအိယာဝင်ခိုင်းပြီးအခန်းထဲကဂျေဆန်ဆွဲထားတဲ့သွေးတွေပေးနေတဲ့လူကြီးပုံကိုတွေ့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အဒလိတ်တယောက်လည်းဂါဘီကိုဒီနေရာမှာသူ့ကိုယ်သူပုံမှန်လိုမခံစားရတဲ့အတွက်ပြန်ဖို့ပြောခဲ့ပါတယ်။သူကမန်နေကလှည့်လာတဲ့ကောင်မလေးကသူနဲ့တပုံစံနဲ့ချွတ်ဆွတူနေတဲ့တရေရင်တွေကအကြောင်းကိုလည်းပြောပြခဲ့ပါဗျ။အဒလေးတယောက်သူမိဘတွေစီကိုပြန်ပြေးခဲ့ပေမဲ့ အဲ့ဒီကလေးကသူမြင်ခဲ့ရတဲ့အရာကသူ့စီကိုတဖန်ပြန်လာမှာကိုကြောက်ရွံ့နေခဲ့ရတာပဲဖြစ်ပါတယ်။အခုလဲသူတို့ဒီကန်းကြီးကိုရောက်ကလေးကထူးဆန်းတဲ့အရာတွေဖြစ်ပြနေခဲ့တာဖြစ်ပြီးတော့အဒလိတ်ကလည်းနမိတ်ပြတာကိုယုံကြည်နေခဲ့ပါတယ်။ကာဗီတယောက်လည်းအဒလိတ်ကိုကာကွယ်ဖို့အတွက်သူရှိတဲ့အကြောင်းပြောနေတော့မှာပဲမိကပြတ်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဂျေဆန်ကလည်းအိမ်ဝင်ပေါက်မှာမိသားစုတစုရှိနေတဲ့အကြောင်းသူမိဘတွေကိုပြောပြဖို့ထွက်လာခဲ့ပါတယ်။သူတို့ကပြင်ပတ်ကိုကြီးလိုက်တဲ့အခါမှာတော့အချင်းချင်းလက်ချင်းချိန်ထားတဲ့ကြောက်စရာလူလေးယောက်မှတွေ့သွားခဲ့ပါတယ်။ အဒလိတ်ကရေကြီးတုပ်ပြနဲ့911ကိုဖုန်းဆက်နေတော့မှာပဲဂါဘီကသတင်းတွေကိုသူ့အိမ်ထဲကနေထွက်သွားဖို့သွားပြောခဲ့ပါတယ်ဘသူကမှပြန်မပြောခဲ့တဲ့အတွက်ဂါဘီတယောက်ကလည်းအိမ်ထဲပြန်လာခဲ့ပြီးတော့အဒလိတ်တယောက်လည်း7မိနစ်အတွင်းမှာရဲတွေရောက်လာမယ်ကြောင်းပြောခဲ့ပါတယ်အကြာကြီးမဆောင်ကျင်တဲ့ဂါဘီကတော့ဒေါ်ချောင်းကိုကန်ပြီးတော့သတင်းတွေကိုထွက်သွားဖို့ထပ်သွားပြောခဲ့ပါတယ်ဒါမဲ့ရုတ်တရက်သေးတဲ့လူညောက်ကပျောက်ွယ်သွားခဲ့ပြီးတော့အရက်ရှည်ဆုံးလူကဂါဘီနာကတ်လာတော့ဂါဘီကပြေးပြီးတော့အိမ်ထဲပြန်ဝင်လာခဲ့ပါတယ် ။ဇူရာတယောက်ကတော့အင်ဘော်ဒတ်တပုံးခဲ့ပြီးတော့ဇိန်တယောက်ကတပင်ဘော်တက်နေကတခြားတယောက်ကဘရင်းပေါက်ကနေဂျေဆန်ကိုစိုက်ကြည့်နေတာကိုသတိထားမိခဲ့ပါတယ်။အဒလိတ်ကကလေးတွေကိုအနားခေါ်ထားခဲ့ပြီးတော့ဂါဘီကတကားနားမှာယက်နေကလူစိန်ကတကားကိုထုတ်နေတဲ့အတန်ကိုကြားနေခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲထုတ်နေတဲ့အတန်ကရက်သွားခဲ့ပြီးတော့လူစိန်ကလည်းကြောက်တုံးအောင်မှာတော့ပိုတချောင်းကိုတွေ့တော့လေးတောင်ခြုံလိုက်ပါသေးတယ်။သူကတကားကိုတောင်းနဲ့လှည့်ဖွင့်တော့ဂါဘီကအထဲကနေတွန်းထားခဲ့ပေမဲ့လူစိန်းကအိမ်ထဲရောက်လာခဲ့ပြီးတော့ဒုတ်ကိုလူယူသွားခဲ့ပါတယ် ူကတုံးတဲ့ဂါဘီကိုရိုင်းနှက်ခဲ့ပြီးပွင့်နေတဲ့တကားမှာတော့ဂါဘီနဲ့ချွတ်ဆွတ်တူတဲ့အိဗရာဟန်ရောက်လာခဲ့ပါတယ်။တခြားလူစိမ်းတွေကလည်း brain box ကိုဖြစ်စည်းပြီးတော့အိမ်ထဲဝင်လာတော့အဒလေးတို့ကသူတို့မိသားစုနဲ့တပုံစံနဲ့တူနေတဲ့အတွက်တုံလှုပ်သွားခဲ့ပါတယ်။ကွဲပြားတဲ့တစ်ချက်ကတော့လူစိမ်းတွေကအနီရောင်အင်ဂျီကိုဝတ်ဆင်ထားခဲ့ကြပြီးတော့ကကြေးတွေကိုကင်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ကော်ပီကောင်တွေကမီးလင်းပုံမှာမီးမွေးလိုက်ကြပြီးဝက်လိုအော်ကဆက်သွယ်ခဲ့ကြပေမဲ့အဒလေးရဲ့ကော်ပီကောင်တွေကတော့လေချောင်းတန်ကြီးနဲ့စကားပြောနေခဲ့ပါတယ် ူကရဲကြီးတဲ့ကောင်မလေးတယောက်ရဲ့ဇလန်းကိုပြောပြလိုက်ပြီးတော့အတူတူကဆက်နွယ်နေတဲ့အကြောင်းလည်းရှင်းပြခဲ့ပါတယ်။ကောင်မလေးကဗိုက်စာရီလို့ပြောတော့သူကအစားအသောက်တွေပေးခဲ့ပေမဲ့သူကတော့အမဲလိုက်သွားကဖမ်းမိလာတဲ့ယုံကိုစိမ်းစားခဲ့ပါတယ်။ခရစ်မတ်နေ့မှာတော့ကောင်မလေးကအယုတ်တွေရခဲ့ပေမဲ့အရေးကတော့သူ့လက်ကိုထိခိုက်စေမဲ့ပစ္စည်းဟောင်းတွေရှိနေခဲ့ပါတယ်။တင်းမှာတော့ကောင်မလေးကမင်းသားတစ်ပါးနဲ့တွေ့ပြီးတော့ချက်ချန်းဝင်သွားခဲ့ပေမဲ့အရေးကအီဘရာဟန်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဧကအိဗရာဟံကိုချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေအရေးမပါဘဲနဲ့အိဗရာဟံကလည်းမင်းသားလေးနဲ့ဆက်နွယ်နေတဲ့အတွက်အရေးကလည်းအိဗရာဟံနဲ့လက်ထပ်ရမှာပဲဖြစ်ပါတယ်။ကောမလေးကချစ်စရာသမီးလေးမွေးလာတော့အရေးကလည်းမွန်စတာပေါက်စာလေးမွေးဖွားလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ကောမလေးကဒုတိယမြောက်ကလေးကိုမွေးဖွားတဲ့အချိန်မှာဆရာဝန်တွေကသူ့ဘိုက်ကိုခွဲခဲ့ပေမဲ့အရေးကတော့သူ့ဘာသာပဲခွဲခဲ့ပါတယ်။အရေးကကောမလေးကိုအချိန်ကြာကြီးမုန်းတီးနေခဲ့ပေမဲ့တင်းမှာတော့ဖျားသခင်ကသူ့ကိုစမ်းသပ်နေမှသဘောပေါက်သွားခဲ့ပါတယ်။ ရဲကဇလန်းကိုဆုံးသက်သွားတော့ကြောက်နေတဲ့ဂါဘီကသူတို့ကိုထွက်သွားမယ်ဆိုရင်ပတ်စံတွေအများကြီးပေးမယ်လို့ပြောခဲ့ပေမဲ့လက်လျူရှူထားခံခဲ့ရပါတယ်။ဂါဘီကသူတို့ကိုဘသူတွေလဲလို့မေးလိုက်တော့ရဲကအမေရိကန်တွေဖြစ်ကြောင်းပြောလိုက်ပြီးအဒလိတ်ကိုလက်ထိတ်ခတ်ခိုင်းကပြောတဲ့အတိုင်းမလုပ်ရင်ကလေးတွေကိုတတ်ပြစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အီဗရာဟန်ကဂါဘီမျက်မှန်ကိုယူပြီးတော့အိမ်ပြင်ဆွဲခေါ်သွားကသတိလက်နေတဲ့အထိထိုးကြိတ်ခဲ့ပါတယ်။အင်းနဲ့မှာတော့ရေကဇိုရာကိုသူ့ရဲ့ကော်ပီကောင်အေဗရယ်ကလိုက်ဖမ်းမှာဖြစ်တဲ့အတွက်ထွက်ပြေးဖို့ပြောခဲ့ပါတယ် ။နောက်ဆုံး copy ကောင်ဖြစ်တဲ့ Bluedo က Jason ကိုလက်ကမ်းပေးလိုက်ပြီးဗီဒီယိုထဲကိုတူတူသွားက Jason ကိုအယုံမျက်နှာဖုံးတက်ခိုင်းခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးကမျက်နှာဖုံးတွေကိုချွတ်လိုက်တော့ Bluedo ရဲ့မျက်နှာကမီးလောင်ခံထားခဲ့ရပါတယ်။သူတို့ကမျက်နှာဖုံးတွေပြန်တက်ခဲ့ကြပြီးတော့ Bluedo က Jason လက်ကိုလှုပ်ကမျက်လက်နီးပညာသင်ပေးဖို့ပြောခဲ့ပါတယ်။ Jason ကသူ့ကိုအာယုံလွှဲလိုက်ပြီးတော့ဗီဒီယိုထဲကနေခုန်ထွက်က Bluedo ကိုအထက်မှာတောပိတ်ထားခဲ့ပါတယ်။လမ်းပေါ်မှာတော့ဇိုရာတယောက်ပြေးနေခဲ့ပေမဲ့အမ်ဘရယ်ကသူ့ရှေ့ကနေပေါ်လာခဲ့ပါတယ်။ ဇိုရကဂါဒစီနောက်ဝင်ပုန်းခဲ့ပေမဲ့အမ်ဘရေကလမ်းတစ်ဖက်ချမ်းကနေလိုက်လာပြီးတော့ပျောက်သွားခဲ့ပါတယ်။ကြောင်းနေတဲ့ဇိုရကကားအုပ်ကိုကြီးခဲ့ပေမဲ့ဘာမှမတွေ့တဲ့အချိန်မှာပုံမော့ကြည့်လိုက်တော့ကားပေါ်မှာအီဘရက်ကိုတွေ့သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲကားပန်းရှင်ထွက်လာကသူတို့ကိုစူနေတုံးမှာပဲဇိုရကထွက်ပြေးသွားကအီဘရက်ကတော့ကားပန်းရှင်ကိုကတ်ကြီးနဲ့ထိုးသတ်ခဲ့ပါတယ်။အဲဒီချိန်မှာပဲဂါဘီတယောက်အိတ်တလုံးထဲမှာတတိယလာခဲ့ပြီး plus 8ကိုပေါက်ဖောက်လိုက်တော့အိဗရာဟန်ကသူ့ကိုလေတစည်းပေါ်တင်ခေါ်လာတာကိုသိသွားခဲ့ပါတယ်။ အင်ဂျင်ကရုတ်တရက်ရက်သွားခဲ့ပြီးတော့အိဗရာဟန်ကလည်းအိမ်ထဲကလူတွေကိုအော်ပြောကာသူ့ကိုရိုက်နှက်ခဲ့ပါတယ်။သူကအာယုံလွင်သွားတော့မှပဲဂါဘရီကအိတ်ကိုဖောက်လိုက်ပြီးတော့ဒုံးနဲ့ရိုက်လိုက်တော့အိဗရာဟန်ကရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲဒီချိန်မှာပဲအင်ဂျင်ကပြန်လည်လာခဲ့ပြီးလေကရွေ့သွားတော့ဂါဘီလည်းရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။မိနစ်နဲ့ငယ်ကြာတော့အင်ဂျင်ကထက်ရက်သွားခဲ့တော့ဂါဘီလည်းလေစီကိုပြန်လာခဲ့ပါတယ်။ဒါမဲ့လည်းဂါဘီကလေဘော်ကိုတက်နေတော့မှပဲအိဗရာဟန်ကသူ့နောက်ကနေပေါ်လာခဲ့ပြီးတော့ကက်ကြီးနဲ့ထိုးဖို့ကြိုးစားခဲ့ပါတယ်။ ရုံးသုံးကားခြေနေမှာဂါဘီကအင်ဂျင်ပြန်လည်လာအောင်လုပ်ပြီးတော့တလက်ကြောင့်အီဗရာဟန်ကတက်ခံလိုက်ရပါတယ်။အိမ်ထဲမှာတော့အက်ဒလိတ်ကသူတို့ကိုဘာလို့ကျင်လာလဲလို့မေးခဲ့ပေမဲ့ရေကတော့ဒီနေ့ကိုကြာကြီးစောင့်နေခဲ့တာဖြစ်တဲ့အတွက်လူစားထိုးကျင်တာဖြစ်တဲ့ကြောင်းပြောခဲ့ပါတယ်။သူတို့ကဒီဖြစ်ပျက်ကိုဆက်နွယ်မှုဖြတ်တောက်ခြင်းလို့ခေါ်ခဲ့ပြီးရေကအက်ဒလိတ်ရဲ့ကောင်းကိုစပွဲပေါ်တွန်းလိုက်ကမှန်ကိုခွဲခဲ့ပေမဲ့ဘလူတိုရဲ့ငိုတန်းကိုကြားတော့လွှတ်လိုက်ပါတယ်။ရေကသူသားစီကိုသွားခဲ့ပြီးပြန်လာတဲ့အချိန်မှာအက်ဒလိတ်ငငယ်တုန်းကပစ္စည်းတွေထည့်ထားတဲ့တက်တာကိုမြင်ပြီးတော့ရက်သွားခဲ့ပါတယ်။ သူကရုံရုံလေးကိုကြည့်နေခဲ့ပြီးတော့ခေါင်းဖြတ်ပြစ်ခဲ့ပါရီအဲကန်းနေမှာတော့အဒလိတ်ကလက်ထက်တွေကိုဖြုတ်ပြဖို့ကြိုးစားနေခဲ့ပြီးခြေထောက်နဲ့မိညက်ကိုယူကစပွဲကိုရိုက်ချိုးလိုက်တော့လက်ထက်တွေကနေလွတ်သွားခဲ့ပါရီမိညက်ကိုဆောင်ထားရင်းနဲ့အဒလိတ်ကအိမ်ထဲမှာပတ်သွားပြီးတော့ခြေစံကိုရှာဖွေနေခဲ့ပါရီဘလူတော်ကသူတို့နောက်ကနေလိုက်လာတော့အဒလိတ်ကပရီဘောကတွေကိုတွန်းကလမ်းပိတ်ထားခဲ့ပါရီအဲဒီနောက်မှာတော့သူနဲ့ခြေစံတို့ကအိမ်ပြင်ကိုပြေးထွက်ခဲ့ကြပြီးဇူရာနဲ့ပြန်တွေ့ခဲ့ပါရီ တို့ကဇေကန်ဒရာစီကိုအတူတူပြေးခဲ့ကြပြီးဂါဘီမောင်းလာတဲ့လေဘော်တက်ကကော်ဘီကောင်တွေကကြည့်နေတော့မှပဲမောင်းထွက်လာခဲ့ကြပါတယ်။အဲဒီချိန်မှာပဲ KD တယောက်အင်မြင်ဘက်ကနေအတန်ကြားလိုက်ရတဲ့အတွက်တယောက်ကြား Jones ကိုသွားကြည့်ခိုင်းခဲ့ပါတယ်။ Jones ကတယောက်ကိုမြင်လိုက်တယ်လို့ပြောခဲ့ပေမဲ့တကယ်ကစားနှောင့်နေခဲ့တာပဲဖြစ်ပါတယ်။တို့ရဲ့မွာသမီးလေးနှစ်ယောက်ကထွက်လာပြီးတော့ဘာတွေဖြစ်နေတာလဲလို့မေးတဲ့အချိန်မှာတော့နောက်ထပ်ကော်ဘီကောင်တွေလည်းပေါ်လာခဲ့ပါတယ်။ သူတို့ကဂေတီတို့မိသားစုနဲ့ချွတ်ဆော့တူနေခဲ့ပြီးအနီအောင်ဝက်စားတွေဝစ်ဆင်ထားကစကားမပြောနိုင်ခဲ့ပေမဲ့တပ်ဖို့အတွက်ကကြီးတွေကိုကင်ထားခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲအဒလိတ်တို့မိသားစုကတကားခေါက်ခဲ့ကြပြီးဂျိုးတူကတကားဖွင့်လိုက်တော့အဒလိတ်ကအင်ဂျီပေါ်ကသွေးတွေကိုတတိထားမိပြီးတော့မိညံ့တဲ့ကောင်းကိုရိုက်ပစ်ခဲ့ပါတယ်။ဂျိုးစ်ကဘာမှမဖြစ်ခဲ့ပဲလက်ကိုကင်လိုက်တော့တခြားကော်ပီကောင်တွေကအဒလိတ်ကိုအိမ်ထဲဆွဲခေါ်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဂျိုးစ်ကကလေးတွေအိမ်ထဲသွားနေတော့ပြီးတော့မဲ့ဂါဘီနောက်ကိုလိုက်ခဲ့ပါတယ်။ ။ဇိုရာတယောက်ကောင်းရွက်တန်တစ်ချောင်းကိုကင်လိုက်ပြီးကျမ်းမြေမော်ကအလောင်းတွေကိုတွေ့သွားတဲ့အချိန်မှာတော့အပေါ်ကနေအော်တန်တွေကြားလိုက်ရပါတယ်။ဂျေဆန်ကလည်းလက်နဲ့ပြက်တစ်ခုခုကိုကင်လိုက်ပြီးတော့အပေါ်တက်ကြည့်တဲ့အချိန်မှာတည်နေတဲ့အမွှာနှစ်ယောက်ကိုတွေ့သွားခဲ့ပါတယ်။ကော်ပီကောင်တစ်ကောင်ကဂျွန်မခုံကသူတို့လမ်းကိုလာပိတ်ပေမဲ့ဇိုရာကသူ့ကိုကောက်တန်နဲ့ရိုက်လိုက်တော့အောက်ထက်ကိုပြုတ်ကျသွားခဲ့ပြီးတော့တိတ်ဆုံးသွားခဲ့ပါတယ်။နောက်ထပ်ကော်ပီကောင်တကောင်ကသူတို့နောက်မှာပေါ်လာတော့ဇိုရာကသူနဲ့ထပ်မံတိုက်ခိုက်ခဲ့ပြီးတေရက်ထီကိုကောက်ရိုက်တိုင်နဲ့ဇက်တိုက်ကိုရိုက်နှိပ်ခဲ့ပါတယ် အိကန်ထဲမှာတော့အဒလိတ်ကအိယာနဲ့တွဲပြီးတော့ခြေခံထားရက KD2 ကမိတ်ကပ်ပြင်နေခဲ့ပါတယ် KD ကအဒလိတ်ကိုကတ်ကြီးနဲ့ရွယ်ခဲ့ပေမဲ့ထိုးမီဂါနီမှာတော့နောက်ပြန်ဆုတ်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့သူက မန်နေကိုကြီးလိုက်ပြီးကတ်ကြီးနဲ့ရွယ်ခဲ့ပါတယ်စေကန်တရားမှာတော့ဂါဘီတယောက်လီဝမ်းထဲမှာပုံနေခဲ့ပြီးဂျိုးစတူကသူ့ကိုလိုက်ရှာတဲ့အချိန်မှာဂါဘီကသူ့မျက်နှာကိုမိကျင်နဲ့ပစ်တက်ခဲ့ပါတယ် KD တယောက်အတန်ကြားတဲ့အခါမှာတော့ brain box ကနေလမ်းကြီးခဲ့ပြီးအကျဲကြီးអော်ရဲခဲ့ပေမဲ့ဘာသာမှထွက်မလာခဲ့ပါဘူး အဲဒီနောက်ဇိုရာရောက်လာခဲ့ပြီးသူ့ကိုအလက်ချောင်းတိုက်ခိုက်ခဲ့ပေမဲ့ KT2 ကလှည့်ကြည့်လိုက်ပြီးတော့ဇိုရာကိုအဲ့ရပေါ်တွန်းပစ်ခဲ့ပါတယ်။ KT2 ကသူ့ကိုကကြင်းနဲ့ထိုးတော့မဲ့အချိန်မှာဂျေဆန်ကနောက်ကနေရောက်လာပြီးတော့ရိုက်နှက်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Adelaide တို့မိသားစုဝင်တွေအကုန်လုံးကအေဂန်နဲ့မှပြန်လဲပေါင်းစည်းခဲ့ကြပြီး Adelaide တယောက်ရဲခေါ်ခဲ့ပေမဲ့ဖုန်းကဆက်မရခဲ့ပါဘူး။သူတို့က DP ဖွင့်လိုက်တော့တရင်မှာနီယောင်အင်ဂျီတွေနဲ့ကော်ပီကောင်တွေကတနိုင်ငံလို့ပေါ်လာခဲ့ပြီးတော့သူတို့တွေနဲ့တူတဲ့လူတွေကိုကကြင်းတွေနဲ့လိုက်တက်နေတဲ့အကြောင်းတွေ့သွားခဲ့ပါတယ်။ တချို့လူတွေကတော့ copy ကောင်တွေကမိန်လာမြောင်းတွေထဲကနေထွက်လာတယ်လို့ပြောခဲ့ကြပြီးအခုချိန်မှာတော့ copy ကောင်တွေကလမ်းပေါ်မှာလက်ချင်းချိတ်ကာလူသားချင်းချိုးလိုလုံနေခဲ့ကြပါတယ်။ကာဘီက GD ရဲ့အိမ်မှာလုံခြုံတယ်လို့ထင်ခဲ့ပေမဲ့အဒလိကတော့သူ့ကိုနိုင်ငံတွေကနေထွက်သွားတာကအကောင်းဆုံးဖြစ်တယ်လို့နားချနိုင်ခဲ့ပါတယ်။အဒလိကကားတော်ရေရှာနေတုန်းမှာပဲတခုခုထူးဆန်းတာတွေ့ခဲ့ပြီးကာဘီကကလေးတွေခေါ်ကာပြင်ထွက်သွားခဲ့ပါတယ်။အဒလိကဒဲအုပ်ကိုကောက်ကန်လိုက်ပြီးတော့လှည့်လိုက်ကာ GD ကိုချိန်ကိုက်မိမိရဲ့အကိုရိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ကြပြီးအဒလေးလည်းကျမ်းပြင်ပေါ်မှာကကြီးတွေတွေ့ပြီးတော့ကောက်ကာ KD အတုကိုထိုးတတ်ခဲ့ပါလေ။တချိန်ထဲမှာပဲဂျေဆန်တယောက်သူ့မိကိုလာရှာခဲ့တော့ KD ကိုတတ်နေတဲ့သူကိုတွေ့သွားခဲ့ပါလေ။အဲဒီနောက်မှာတော့သူတို့ကပြင်ထွက်သွားခဲ့ကြပြီးတမိသားစုလုံးလည်းကားပေါ်တက်ကာထွက်သွားတဲ့အချိန်မှာတော့လမ်းမှာအေဘရန်နဲ့တွေ့ခဲ့ပါလေ။ဆိုတော့ကအေဘရန်ကိုကားနဲ့ဝင်တိုက်ခဲ့ပေမဲ့အေဘရန်ကခုန်လိုက်ပြီးတော့ကားပေါ်တက်ကာကကြီးနဲ့ဘရင်းပေါက်ကနေထိုးတော့ ဂျိုရာကကားကိုရှိန်းနဲ့မောင်းပြီးရုတ်တရက်ဘရိတ်ဆောင်းအုပ်လိုက်တဲ့အချိန်မှာတော့အေဗရယ်တယောက်တောထဲကိုလွန့်ထွက်သွားခဲ့ပါတယ်။အတလိကတော့အေဗရယ်တင်မတီသွားကြည့်ခဲ့ပြီးတော့မတီဘဲနဲ့တကိုင်းချားမှညက်နေတဲ့အေဗရယ်ကိုတွေ့တော့သူကဂျိုရာကိုတတိယသွားပြီးတော့သူ့မိသားစုစီပြန်သွားကာအေဗရယ်ကိုဖြည်းဖြည်းချင်းတည်အောင်ပြစ်ထားခဲ့ပါတယ်။မနေ့ရောက်တဲ့အချိန်မှာတော့သူတို့မိသားစုကမျိုးရဲကိုရောက်လာခဲ့ကြပြီးတော့သူတို့ကားကိုဘလူတိုကမီးရှို့နေတာတွေ့သွားခဲ့ပါတယ်။အတလိတယောက်သူ့စီကိုဖြည်းဖြည်းချင်းသွားခဲ့ပေမဲ့ ကျေစံကထောင်ချောင်မန်းတည်သွားခဲ့ပြီးတော့သူတို့မိသားစုကကားထဲကနေချက်ချင်းထွက်ခွာသွားခဲ့ကြပါတယ်။လမ်းမှာတော့ဓာတ်စီတွေလောင်းထားခဲ့ပြီးဘလူတို့ကမိရှုဖို့အသင့်ပြင်ထားခဲ့ပေမဲ့ကျေစံကသူ့လိုလိုက်လောက်တာကိုသတိရသွားပြီးဘလူတို့လည်းလိုက်လောက်အောင်ဆိုပြီးတော့နောက်ပြန်လမ်းလျှောက်ခဲ့ပါတယ်။ဘလူတို့တယောက်နောက်ပြန်လျှောက်သွားတဲ့အခါမှာတော့မိလောင်နေတဲ့ကားနားမှာလဲကျသွားတဲ့အချိန်ရစ်ကကျေစံကိုဖမ်းသွားခဲ့ပါတယ်။အဲဒါလေးတယောက်သူတို့ကိုလိုက်ရှာခဲ့ပြီးကမ်းခြေရောက်တဲ့အခါမှာတော့လက်ချင်းချိန်ထားတဲ့ကော်ပီကောင်တွေကိုတွေ့သွားခဲ့ပါတယ်။ သူကတရားရင်ထဲကိုဝင်သွားခဲ့ပြီးတော့ကလေးဘွားတို့ကကြောက်ခဲရတဲ့ဇီးကွက်ယုံကြီးကိုဖြစ်စည်းပြက်ကအနောက်ဘက်မှာလဲတကားပေါက်တွေးတော့ဖွင့်လိုက်တဲ့အချိန်မှာတော့ယုံတကောင်ထွက်ပြေးသွားခဲ့ပါတယ်။အတလေးကစစ်ပစ္စည်းတွေထားတဲ့ခန်းထဲကနေဖြတ်ပြီးတော့အောက်ထပ်ကိုဆင်းသွားခဲ့ပါတယ်။တကားပေါက်တွေကိုဖြတ်သွားခဲ့ပြီးတော့သူကဆက်လေကားနဲ့အောက်ဆင်းခဲ့ပြီးယုံတွေနဲ့ပြည့်နေတဲ့မြောက်လိုင်ကောင်းတဲကိုရောက်သွားခဲ့ပါတယ်။အောက်ထဲမှာတကားတွေအများကြီးရှိပြီးတော့အတလေးကတကားတစ်ချက်ချင်းစီလိုက်ဖွင့်ကြည့်က လောင်ရင်နေပြည်နေတဲ့အခန်းတစ်ခုထဲကကြောက်တင်မုံပေါ်မှာတော့ရက်ကလက်ချင်းချိန်ထားတဲ့လူတွေပုံဆွဲနေတာကိုတွေ့သွားခဲ့ပါတယ်။ရက်ကဒီနေရာကိုလူသားတွေကဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ခန္ဓာကိုယ်တွေကိုဖန်တီးခဲ့ပေမဲ့ဝိညာဉ်တွေကိုတော့မဖန်တီးနိုင်ခဲ့တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီမှာဝိညာဉ်တစ်ခုကိုခန္ဓာကိုယ်နှစ်ခုမျှဝေရတာဖြစ်ပြီးတော့ကော်ပီကောင်တွေကိုဆက်နွယ်သူတွေလို့ခေါ်ကာရုပ်သေးရုပ်တွေကိုထိန်းချုပ်အသုံးချကြပါတယ်။နောက်ဆုံးမှာတော့ဆက်နွယ်သူတွေကဆုံးပြက်ခံလိုက်ရပြီးတော့ဒီအောက်ထဲမှာပဲယုံတွေကိုစားကာရှင်သန်မှုအယူရပိုင်းစူးစားခဲ့ကြရပါတယ်။ ဒါမဲ့လေရစ်ကအများနဲ့မတူတမူထူးကြတဲ့အတွက်အဒလေးရောက်လာတော့ကသူနဲ့တွေးဖို့လိုင်ကောင်းတဲကနေထွက်လာခဲ့တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကအဒလေးကဘဲလီအကတင်ကြားလေးကျင့်နေတုန်းမှာပဲရစ်ကအကကိုစိတ်ဝင်တစားကြည့်ပြီးတော့သူ့ဘွားရဲ့ကံကြမ္မာကိုရှာဖွေခဲ့ပါတယ်။သူကဆက်နွယ်သူတွေအကုန်လုံးကိုကဘာမမရှင်သန်နိုင်အောင်စီစဉ်ဆွဲခဲ့ပါတယ်။ရစ်ကဘဲလီကောက်ွက်တွေနဲ့ခန်းထဲမှာလှည့်ပတ်နေခဲ့ပြီးစပွဲရှိမှာရက်ကအဒလေးကိုတွန်းလိုက်ပြီးတော့လက်ကိုကတ်ကြီးနဲ့ထိုးကပါရက်လိုက်တော့အဒလေးလက်ထဲကမိညက်ကလွတ်ကျသွားခဲ့ပါတယ်။ ရစ်ကမိညက်ကိုကန်ထုတ်ပြစ်လိုက်ပြီးတော့အဒလိကောင်းကိုကကြီးနဲ့ထိုးဖို့ကြိုးစားခဲ့ပေမဲ့အဒလိကအားကောင်းနေတော့ရစ်ကသူ့ကိုကျမ်းမြင်ပေါ်တွန်းလဲနိုင်ခဲ့ပါတယ်။အဒလိကမိညက်ကိုတပံပြန်ကောက်လိုက်ပြီးရစ်ကိုတိုက်ခိုက်ခဲ့ပေမဲ့ရစ်ကကာပြီးသူ့ကိုကန်ကခန်းထဲကနေထွက်သွားခဲ့ပါတယ်။လိုင်ကောင်းထဲမှာအဒလိကရင်နောက်ကနေပြေးလိုက်သွားခဲ့ပြီးရိုက်နှက်ဖို့ကြိုးစားခဲ့ပေမဲ့ရစ်ကအသာအရရှောင်းကကကြီးနဲ့ပြန်ထိုးခဲ့ပါတယ်။နောက်ဆုံးမှာတော့ရစ်ကအဒလိဘိုက်ကိုထိုးလိုက်နိုင်ခဲ့ပြီးတော့အခန်းထဲဝင်ကပျောက်ကွယ်သွားခဲ့ပါတယ်။ အဒလေးတယောက်လည်းခန်းထဲလိုက်ဝင်ခဲ့ပေမဲ့ရက်ကသူ့ကိုနောက်ကနေချောင်းတိုက်ဖို့ကြိုးစားခဲ့ပေမဲ့အဒလေးတယောက်အချိန်ကနောက်ပြန်လှည့်နိုင်ခဲ့ပြီးတော့မိညံ့နဲ့ထိုးလိုက်ပါတယ်။သူကအသက်ကုန်အားနဲ့ထိုးခဲ့ပေမဲ့ရက်ကအသက်ရှင်နေသေးဖြစ်ပြီးလေတောင်ချုံနေသေးတဲ့အတွက်အဒလေးတယောက်သူ့လက်ထိတ်နဲ့ရစ်ကျော်ယိုးကိုချိုးပြီးတော့တတ်ပစ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့အဒလေးတယောက်ရစ်ရဲ့တော့တွေကိုယူပြီးခြေဆန့်ကိုခန်းတစ်ခုထဲမှာရှာတွေ့ခဲ့ပါတယ်။ဒီနောက်မှာတော့သူတို့ကလိုင်ကောင်းတဲကနေထွက်ခဲ့ကြပြီးတော့မိသားစုတွေအကုန်လုံးပြန်ပေါင်းစည်းကာအမ်မလန်တစည်းနဲ့ထွက်ခွာသွားခဲ့ကြပါတယ်။ အဒလေးကကောင်းမောင်းနေတော့အဖြစ်အပျက်တစ်ခုကိုအသေးစိတ်ပြန်တွေးနေခဲ့ပါတယ်။တကယ်တော့ကလေးဘွားတုန်းကအဒလေးတူကအဆက်ကိုလဲပင်းညှက်တက်ခဲ့ပြီးတော့လှိုင်ကောင်းနဲ့ခေါ်သွားကဂရိမာလက်ထိတ်ခတ်ထားခဲ့တာပဲဖြစ်ပါတယ်။အစေးရဲ့ဝက်စားတွေကိုယူဝက်ပြီးတော့ကော်ပီကောင်ကအပြင်ထွက်ကအဒလေးရဲ့ဘဝမှာနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်ပဲသူကဒီဖြစ်ပျက်ပြီးမှစကားမပြောနိုင်ခဲ့ပဲနဲ့တင်ယူခဲ့ရတာဖြစ်ပြီးတော့ရေကဘာလို့စကားပြောနိုင်နေတာလဲဆိုတာကိုစဉ်းစားမရဖြစ်နေခဲ့ပါတယ်။ ရေစံတယောက်သူ့မိကိုတန်တရားမျိုးလုံးတွေနဲ့စိုက်ကြည့်ခဲ့ပေမဲ့အဒလိကတော့ပြုံးပြခဲ့ပါတယ်။အဲဒီချိန်မှာပဲတနိုင်ငံလုံးကကော်ပီကောင်တွေကလက်ချင်းချိန်ထားခဲ့ပြီးတော့လူသားချင်းချိုးကြီးကိုဖန်တီးထားခဲ့ပါတော့တယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။